โอเคสรเราကျွန်တော်ဒီနေ့ဒီ web development လုပ်ဖို့အတွက်လိုအပ်တဲ့ကျွန်တော်ဒီ IDE ကိုကျွန်တော် installation လုပ်ပါဘောเนาะโอเคဆိုတော့ကျွန်တော်တို့ java programming လုပ်တော့ကတော့ကျွန်တော် intelligent idea ကိုသုံးတယ်အခုဒီမှာကတော့ကျွန်တော်တို့ဘာကိုသုံးမလဲဆိုတော့ web browser ဆိုတဲ့ IDE လေးကိုသုံးပါဘောเนาะโอเคဆိုတော့ IDE ကဘာလဲဆိုတော့ဒါတိပိသားပါဒီ challenge ကို join နေသူကြတိပိသားဖြစ်တဲ့အတွက်ဒါကျွန်တော်ဒါအထူးနဲ့တက်ပြီးတော့ရှင်းပြပြရောဘောเนาะโอเคဆိုတော့အာကျွန်တော်တို့ IDE ကပုံမှန်အားဖြင့်ပေါ့နော်ဟိုအရင်တော့ကတော့ကျွန်တော်တို့ဘာလီ၃၄၃ထားရှိလဲဆိုတော့ အာကျွန်တော်တို့ဒီ VS Code လို့ပါအောင်သုံးတယ်ပေါ့နော်။ Okay. Okay ဆိုတော့ကျွန်တော်တို့ကတော့ဒီမှာ ID ဟိုဒီ VS Code ဆိုရဲဟာကိုမသုံးဘူးပေါ့နော်။အရင်တော့ကျွန်တော်ဒီဒီ ID လေးကဒီ Text Editor ပေါ့နော်။ Code Editor ဒါလူသုံးများတယ်။အခုလည်းသုံးတာများပါတယ်။ဒါပေမဲ့ဟိုသူ့ထပ်ပို့ပြီးတော့ကောင်းတယ်ဒီ ID ကြီးကအများကြီးရှိနေပေါ့နော်။ဆိုတော့ Okay ဒီကောင်ကျတော့ကျွန်တော်တို့ဒီ generalization ဒီပညာဖြစ်တဲ့အတွက် generalize ပေါ့နော်။ကျွန်တော်ဒီ အာဘယ် programming language ပဲလာတာဒါအသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လို့ကျွန်တော်ကတော့ဒါကိုသိပြီးတော့ဒါမသုံးပြဘူးကြိုက်သေးသိမ့်မကြိုက်ဘူးပေါ့နော်ဆိုတော့ဒီထက်ပိုပြီးကျွန်တော်ကောင်းတဲ့ကောင်းတာကောင်းတဲ့ဆိုတာထက်ကျွန်တော်ကိုယ်တိုင်ကဒီအာ user preference ပို့ပြီးတော့ဖြစ်တဲ့နော်ဆိုတော့ personal အားဖြင့်ပို့ပြီးတော့ကြိုက်တဲ့ ID ရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ intelligent sorry ကျွန်တော် west round ပေါ့နော်နော် west round ဆိုရယ်ဒီအာ ID လေးပေါ့နော် ဆိုတော့သူကအဓိကဒီ web strong ဆိုရယ်ဒီ IDE ကဘာသူ့အတွက်ထုတ်ထားရလဲဆိုတော့ JavaScript တို့ TypeScript တို့เนาะကျွန်တော်ကျွန်တော်ဒီ web development နည်းပညာရဲ့အတွက်အဓိကတောက်ကတ်ထားပြီးတော့ထုတ်ထားတာပါဆိုတော့ဒီကောင်လေးကအများကြီးပို့ပြီးတော့အာကျွန်တော်တို့ပို့ပြီးတော့ပို့ကောင်းတယ်ပေါ့နော်โอเคဆိုတော့သူကအရင်တုန်းကတော့သူက free မရဘူးပေါ့နော်အခုတော့သူကဒါ free ရတယ်ပေါ့နော် free for non commercial use ပေါ့နော်ကျွန်တော် commercial သုံးတာမဟုတ်ဘဲနဲ့ဒီတိုင်းပဲအာစမ်းတာဘာညာလောက်ဆိုရင်ဒါသူကရတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့ okay ဆိုတော့တကယ်တော့အကုန်ရပါတယ်ဆိုတော့သူက ဟိုပိတ် version မှာဆိုဘာပို့ရလဲဆိုတော့ AI နဲ့တိုင်းရိုက်ချိန်ပေးထားတယ်ပေါ့နော်ဒီအာဒီ basic version မှာတော့ AI တုံးလို့မရဘူးပေါ့နော်ဆိုတော့ဒါလေးတော့ကြွားပါတယ် Okay အဲ့ဒါလေးကို download လုပ်ပေါ့နော် download လုပ်မယ် install ဆိုရမယ်နော် Okay ဆိုတော့ဒါလေးကို download လုပ်တာ install ဆိုရတာကတော့ဒါလူတိုင်းနားလည်မထင်ပါနဲ့ကျွန်တော်အရှိမလဲ Java IDE ကိုကျွန်တော်တို့ဒါ install ဆွဲထားပြီးသား install ဆွဲပို့ပြီးသားဖြစ်တဲ့အတွက်ဒီ IDE လေးကဒါဒါအသုံးတက်မထင်ပါနဲ့နော် Okay ဆိုတော့အာဒါကတော့ကျွန်တော်ဒီမှာသုံးမယ် ID ပေါ့နော် Okay တော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်ဒီအာကုတ်ရေးရတာပို့ပြီးတော့အာပို့ပြီးနေပို့ smooth ဖြစ်တယ်အဲကျွန်တော် ID ကသုံးရတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်โอเคဒါကျွန်တော်အနေနဲ့ကတော့ဒီ ID လေးကိုပို့ပြီးကြိုက်တော့နော် bus round မှာ Okay ဆိုတော့ကျွန်တော်ကဒီမှာကျွန်တော်ဆီမှာရှိတာတော့2024เนาะဟာအာ point 2 2024.2 2.4ပေါ့နော်ဆိုတော့ version ရှိပါတယ်ဆိုတော့ကျွန်တော်လည်း update လုပ်ပါမယ်နော်ဆိုတော့ okay ကျွန်တော်တို့ဒီမှာ download download မှာကျွန်တော်တို့ဒီမှာ ဆိုတော့ mac os မှာ install ဆွဲမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာဒါလွယ်တယ်ပေါ့နော်ဒီ two box ကို down ပြီးတော့ကျွန်တော်တို့ဒါ install ဆွဲလို့ရပါတော့ဒီမှာ download လုပ်တဲ့အခါမှာကျွန်တော် fsc လေးကွန်လာဒါ intel ပေါ့နော်တခြားရွေးပြီးတောင်း linux မှာ down မဲ့သူတွေကတော့အာကျွန်တော်ဒီ linux မှာ install ဆွဲရနေတာပြခဲ့ပြီးသားပေါ့နော်ဆိုတော့ကျွန်တော်တို့အာ linux မှာ install ဆိုတဲ့ command တွေရှိရပါတော့ဆိုတော့ကျွန်တော်အဲ့ဒါအသုံးချပြီးတော့ဒါဆွဲလို့ရပါတယ်နော်โอเคဆိုတော့ကျွန်တော်အရှိမဒီ install ဆွဲတဲ့ဟာတွေကိုကျွန်တော်အသေးစိတ်လေးရှင်းပြခဲ့ပြီးသားဖြစ်တဲ့အတွက် အာဒီမှာကတော့ကျွန်တော်တို့ installation လုပ်တဲ့ကိစ္စတွေကအာကိုယ့်ဘာသာကိုလုပ်တတ်နေတော့ပါတယ်နော် okay ဆိုတော့ကျွန်တော်ကတော့ဒီ data တွေပဲကျွန်တော် install ဆွဲလိုက်ပြီနော်ဆိုတော့ကျွန်တော်ဒီမှာ nash name ပဲဆိုတော့ဒီမှာကျွန်တော်အရင်ရှင်းကြပြီးသားပေါ့နော် slash the version that you want to install ပေါ့ကျွန်တော်ဒါလေးကို uninstall လုပ်လိုက်မှာပေါ့နော်ဆိုတော့ uninstall လုပ်မယ် finally settings and configuration from old versions are will not be deleted ပေါ့နော်ဆိုတော့ okay ဒါလေးကိုကျွန်တော်ဒါနှိပ်လိုက်မှာပေါ့နော် uh sorry ကျွန်တော်ဒီမှာ settings configuration တွေကိုဒါအာမဖြတ်ဘူးပေါ့နော်โอเคဆိုတော့ဒါဒါလေးယူလိုက်မယ်နော်ဆိုတော့ဒါဆိုကျွန်တော်အရှိအရှိမှာကျွန်တော်တို့သုံးခဲ့တယ်ကျွန်တော်မှာရှိနေခဲ့တဲ့ဒီအရင် version က setting တွေပေါ့နော်ဆိုတော့ဒါပြောက်သွားမှာမဟုတ်ပါဘူးနော်ဆိုတော့ nash name ပဲ nash name ပဲပေါ့နော် okay ဆိုတော့ဒါသူအရင်ဟာပြန်ဖြတ်နေပါပေါ့နော် okay ဆိုတော့ဒါပြီးတော့ကျွန်တော်ဒီမှာ jabrins ကိုယူမယ်ကျွန်တော်နောက်မှာတော့ဒီမှာဒါလေး on ခဲ့လိုက်ပါတော့ sorry ကျွန်တော်ဒါလေးကြံနေတယ်နော် on ခဲ့မယ်ဒါလေး ဆိုတော့အနာဂတ်တစ်ချက်ပြန်စစ်ပါနော်ဒါလေးရွေးမယ်ပြီးရင်ကျွန်တော်တို့ဒါလေး on ခဲ့မယ်ပြီးရင်ကျွန်တော်တို့ nash နေမယ်နော်ပြီးရင်ကျွန်တော် install နေပါမယ်နော် okay ဆိုတော့ကျွန်တော်ဒီသင်္ကန်းလာမှာတခါလေကျွန်တော်မလုပ်ခဲ့တဲ့ဆိုတော့ကျွန်တော်တို့အာ install ရေးဆွဲခဲ့တယ်နော်ဆိုတော့တခါလေ download လုပ်တယ်တခါလေ install ဆွဲတယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ကဒီဘက်မှာဒါကဒါ update လုပ်တာပါနော်ဆိုတော့ကျွန်တော်ကတော့ဒီ code တွေရေးတဲ့အခါကျတော့ကျွန်တော် ubuntu ထဲမှာပဲသွားပြီးတော့ဒီ id နဲ့ပဲရေးပါမယ်နော် okay ဆိုတော့ကျွန်တော်အရှိမှာတော့ကျွန်တော်ဒီ java တုံးကတော့ကျွန်တော်ဒီ course ကို အာကျွန်တော် intelligent နဲ့ရေးပြခဲ့တယ်ပေါ့နော်ဆိုတော့ intelligent ကိုကျွန်တော် windows stack မှာရေးပြခဲ့တယ်အခုကတော့ကျွန်တော်ဒီအာဒီ linux မှာရေးပြမှာပေါ့နော်အကုန်လုံးအတူတူပဲဆိုတော့သိမယ်ဒီမှာရေဟိုကျွန်တော်ပဲဒီ ID တွေသုံးမှာဆိုပဲနေရာမှာပဲသုံးသုံးဒီ interface တွေကျွန်တော်သုံးရတဲ့ design တွေအကုန်လုံးอ่ะဒါအတူတူပဲပေါ့နော်ဆိုတော့ဘယ်မှာပဲသုံးသုံးအတူတူပါခင်ဗျာ okay အဲ့တော့ကျွန်တော်ဒီ install လေးဆိုရပြအောင်ဆောင်မယ်နော် โอเคဒါဆိုရင်တော့ကျွန်တော်ဒီမှာဒါ once round မှာ once round ကိုကျွန်တော်ဒါ install ဆွဲပြီးပါပြီเนาะ finish โอเค so အဲကျွန်တော်ဒီမှာဒါဒါ ID အသေးရပြီပေါ့เนาะခုနကျွန်တော်ဒီမှာရှိခဲ့တဲ့ ID ကကျွန်တော်ဒါပျောက်သွားပြီဖြစ်ပါတယ်เนาะ so okay ဆိုတော့ကျွန်တော်ဒီ ID လေးကိုဖွင့်ပါဘောเนาะဆိုတော့ဒီ ID ကကျွန်တော်ပြောပြခဲ့သလိုပဲတစ်ခုနဲ့တစ်ခုနဲ့အတူတူပဲပေါ့เนาะဆိုတော့ဒီ intelligence ကိုသုံးဖို့ရဲ့ဆိုရင်ကျွန်တော်တို့ဒီ once round ကဒါ automatic သုံးတက်တယ်တစ်ခုသုံးတက်ရင်ကျွန်တော်လည်းသုံးတက်တယ်ပေါ့เนาะ ကျွန်တော်ပြောရရင်ဒီ ID တွေက company တခုတွေကအတူတူထုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ user အာကျွန်တော်တို့ experience အားဖြင့်အတူတူပဲပေါ့နော်ဆိုတော့အကုန်လုံးကပုံစံအတူတူပဲပေါ့နော် Okay ဆိုတော့ဖွင့်ပါမယ်နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒါ once round ကိုဒါသုံးလို့ရပြီပေါ့နော်ဆိုတော့ဒီဒီရမှာထူးခြားချက်တစ်ခုကကျွန်တော်တို့ ီဘက် channel မှာပေါ့နော်ဒီ was strong လို့တခြားဒီ intelligence intelligence ကလွဲလို့ပေါ့နော်ဆိုတော့တခြား ID တွေမှာထူးခြားချက်တခုကကျွန်တော်တို့ဒီ SSH တွေနဲ့အလုပ်လုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ set ထဲမှာကျွန်တော်ကျွန်တော်တို့ဒီဟိုပါပေါ့နော်အာ WSL ဒီ install ဆွဲတိုက်ဆိုတော့အဲ့ WSL ထဲမှာကျွန်တော် project ရှိရဆိုတော့အဲ့အဲ့ project တွေကိုကျွန်တော်လှမ်းပြီးဖွင့်လို့ရတယ်နော်ဆိုတော့ဒီမှာကျွန်တော်တို့အာဒီဒီဒီ project ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကအာဒီ JavaScript project ရှိရပေါ့နော်ဆိုတော့အဲ့အဲ့ project ကိုကျွန်တော်က ဒီကျွန်တော် WSL ဒီကျွန်တော် install ဆွဲထားရအဲ့အဲ့ install ဆွဲထားရတဲ့အားနေပြီးတော့နှမ်းချိန်ပြီးတော့ဒါကျွန်တော်တို့ဒါပြန်ရေးလို့ရတယ်ပေါ့နော် okay ဆိုတော့ဒါကတော့ဒါသူ့ရဲ့အားသာချက်တွေပေါ့နော်ဒီမှာ remote remote development ဆိုတော့ကျွန်တော်တို့ကဟိုတခြားတနေရာကနေလာကျွန်တော်ဒီကောင်တွေကို develop လုပ်လို့ရတယ်ကုတ်ရေးလို့ရတယ်လို့ပြောချင်တာပေါ့နော်ဆိုတော့ okay ဆိုတော့ဒါရောဆက်ဆက်ကျွန်တော်ဒါရောသိချင်မှသိအောင်မယ်နောက်ပိုင်းတော့ကျွန်တော်ဒီ docker ရေဒီ ssh တွေအကြောင်းလေ့လာတဲ့အခါကျရင်တော့ဒါလေးနည်းနည်းပုံပြီးလေ့လာကြမှာပေါ့နော် okay ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်တော့ကျွန်တော်ဒီမှာ plugin လေးတွေတခြားကြည့်မယ်နော် plugin ကဘာကြီးထည့်ထားတင်လဲဆိုတော့ကျွန်တော်တို့ဒီမှာ plugin ကတော့အရင်ထူးထူးခြားခြားတော့မရှိပါဘူးကျွန်တော်ဒီ game pouch လေး game pouch ကလည်းသူ automatic install ဆွဲထားပြီးသားပါနော်ဆိုတော့ကျွန်တော်ဒီမှာ rainbow bracket လေးရှိမယ်အဒီလောက်ပါပဲနော်အခုလောဆယ်ကျွန်တော်သုံးတင်တာကကျွန်တော်တို့ဒီ rainbow bracket တခုရှိမယ် game pouch game 2 pouch ရှိမယ်ပြီးတော့ jabrins ai assistant ရှိမှာပါနော်ဒီက ai assistant ကလည်းကျွန်တော် freemium ဖြစ်တဲ့အတွက် အာသုံးချက်မှာသုံးလို့ရတယ်ပဲနော်ဆိုတော့ထားပါအဲကျွန်တော်ဒီ error ကနေပြီးတော့သုံးလို့ရတဲ့ file လေးတွေပဲဒါရွေးပြီးတော့ကျွန်တော်တို့သုံးပါမယ်နော်ဟုတ်ကဲ့ဆိုတော့ project ကဘယ်လိုစောင့်မလဲဆိုတော့ကျွန်တော် project စောင့်တဲ့အခါမှာကျွန်တော်ဒီ java project တော့တော့ဒါမှတော့မရှုပ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ new project ဆိုပြီးယူလိုက်ရုံပဲပြီးရင်ကျွန်တော်တို့ဒီမှာအာကျွန်တော်တို့ဒီမှာပေါ့နော်ကိုကဒီမှာတခြားမှာ bootstrap ရေးမှာရို့ကျွန်တော်တို့ထိဝင်ရေးမှာရို့ပေါ့နော်စသဖြင့်ပေါ့ကျွန်တော်ဒီမှာ react js တို့ next js တို့နောက်ပြီးကျွန်တော်ဒီမှာ view လို့နော် angular လို့ကျွန်တော်ဒီ uh css framework ပေါ့နော် sorry javascript framework ကြီးကျွန်တော်တို့အကုန်လုံးဒီမှာကျွန်တော်တို့ဒါ project တိစောက်လို့ရတယ်ဆိုတော့ပြောရရင်တော်တော်များများအဆင်သင့်ဖြစ်တယ်ကျွန်တော်ဒီမှာ project တိစောက်တဲ့အခါမှာဒီ load တဲ့ code တွေပေါ့နော်ဒီမှာ nph create vibe နော်ဒီမှာ react ဆိုလဲ nph create react app view ဆိုလဲ nph create view ပေါ့စတဲ့ဖြစ်ပေါ့နော်ဆိုတော့ဒီကောင်းလေးကိုသူကဒီမှာတခါလေး client နော် view view client ပေါ့နော်ဒီမှာ client နေတခါလေးမလုပ်ပြီးသားလဲဆိုတော့ကျွန်တော်တို့ကိုဒါတတ်မှတ်ထားပေးပြီးသား project တိစောက်တဲ့အခါမှာကျွန်တော်တို့က ိုပြောရရင် command တွေရေးပြီးတော့အလုပ်ရှုပ်ခံပြီးလဲစောင့်ရှောက်မလို့ okay စောင့်ချင်တယ်ဆိုလဲရတယ်နော်ဆိုတော့ okay တော်များများတက်တာပါပဲအခုကတော့ကျွန်တော်တို့ HTML CSS လောက်ပဲကျွန်တော်တို့ရေးအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဒီ MD project ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒါ folder name ကကျွန်တော်တခါလဲပေးပေါ့နော် new project အဒီမှာ folder name ကိုဒီလိုပေးလဲရတယ်ဒီကနေစောက်လဲရတယ်ဒါမှမဟုတ် MD project စောက်လာပိုကောင်းပါတယ်နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဘာလုပ်မှလဲဆိုတော့ကျွန်တော်တို့အာ CS 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 ဒီမှာကျွန်တော်ဟိုဒီ label ရေးလိုက်မယ်နော် အာကျွန်တော် web project ဖြစ်တဲ့အတွက်ကျွန်တော် dash နဲ့ပဲရေးမှာပုံမှန်ဆိုကျွန်တော် underscore နဲ့ရေးပါနော် cs 100 100 days challenge ကျွန်တော် web session ပါနော် sorry ကျွန်တော် html အာ css session ကိုရေးတယ်နော် css session ပါနော် html css session ဒီလိုရေးလိုက်ပါနော် https session နော် okay ဆိုတော့ဒါပြီးရင်ကျွန်တော်ဒီမှာ project ဆောက်လိုက်မယ်နော် create okay နော်ဒါဆိုရင်ကျွန်တော်ဒီမှာ အာဒါ web project တခုရပြီပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီမှာ location ကိုအတိအကျတာပေးထားပြီးသားဖြစ်တဲ့အတွက်အာကျွန်တော်ပေးထားတဲ့ location မှာရှိနေပါဘောနော်ဆိုတော့ဒီကဟိုဒီ project ကိုလိုက်လုပ်နေတဲ့သူတွေကတော့ကိုဒီ project ကိုဘယ်နားမှာရှိစေချင်လဲဆိုတော့အသေးသေးချာချာနေရာပေးဖို့လိုလိမ့်မယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီ CS Android တွေထဲမှာကြာတော့ကျွန်တော်တို့နောက်ဆုံးကြရင်တော့ဘယ်နဲ့ပြန်ထည့်ရမှာလဲဆိုတော့ CS Android session တွေကိုပဲကျွန်တော်တို့ပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်နော်ဆိုတော့ဒီမှာတော့ ID ကတော့မြင်တဲ့အတိုင်းပဲဒါ share နဲ့အကုန်အတူတူပဲဒီဘက်ချမ်းမှာတူတူတူကြတာတကူကကျွန်တော် AI assistant ပါတယ်အာကျွန်တော်ဒီမှာဝယ်သုံးမယ်ဆိုရင်တော့ เนาะ AI ဝယ် Pro ဝယ်သုံးပါဆိုရင်တော့ကျွန်တော်ဒီဘက်မှာ AI Pro ရမယ်ဒါမှမဟုတ်ဆိုရင်တော့ free ခဏရမှာပေါ့เนาะကျွန်တော်တို့ဒီကောင်လေးရကြတော့ကျွန်တော်တို့သုံးတာပါအားတာချက်တွေရှိလဲဆိုတော့ကျွန်တော်တို့ဒီကုတ်တွေရေးလိုက်တဲ့အခါမှာရေးလိုက်တဲ့ကုတ်တွေကိုကျွန်တော်ဒီညာဘက်မှာတစ်ခါတန်းပြီးတော့ဒါတန်းကြည့်လို့ရတယ်ပေါ့เนาะဟိုကျွန်တော်တို့ဒီနောက်တဲ့ plugin တွေထပ်တောင်းစရာမလိုဘဲねညာဘက်မှာတန်းပြီးတော့အာ reset တွေတန်းပြီးမြင်ရတယ်ပေါ့เนาะဆိုတော့ဒီလိုအားတာချက်တွေရှိပါเนาะနောက်ပြီးတော့ကျွန်တော်ဒီကုတ်တွေရေးရတဲ့အခါမှာလည်းပို့ပြီးတော့ဒါရှင်းရှင်းလင်းလင်းဖြစ်တယ်ပေါ့เนาะဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ web project မှာဒီ html css သင်ခန်းစာမှာကျွန်တော်တို့ အသုံးပြုမယ်ဒါ ID ကိုကျွန်တော်တို့ installation လုပ်ခဲ့တယ်ဒါ download လုပ်ခဲ့တယ် installation လုပ်ခဲ့ပါတော့နော် Okay ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်အာ Ubuntu မှာကျွန်တော် install လုပ်မဲ့သူတွေကကြာတော့ကျွန်တော်ဒီမှာ di command လေးတို့ရှာပြီးပါနော်ကျွန်တော်ဒီမှာအာ sudo install sorry ကျွန်တော် snap 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 install အာ snap install ကျွန်တော် westron လို့ရှာပြီးနော် e p s t o r n westron လို့ရှာလိုက် ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာ install was ground on linux ဆိုတာတွေ့ပါလိမ့်မယ်နော် snap ဆိုတော့တခြားနည်းနဲ့ install လုပ်လို့ရပါတယ်ဒါပေမဲ့တခြားနည်းတွေကကျွန်တော်ဒီဒီ linux မှာနည်းနည်းအလုပ်ပို့ရှုပ်လို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီမှာဒီနည်းကိုပဲကျွန်တော်သုံးစေချင်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာ install ဆိုတာတွေကိုနှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်ဒီမှာဒီမှာ command တွေကြာလာပါလိမ့်မယ်။ sudo snap install was strong classes ဆိုတာတွေရှိပါတယ်နော်။ဆိုတော့ဒါလေးနဲ့ကျွန်တော် install လေးဆွဲပြပါ။ okay ဒါဆိုရင်ကျွန်တော်ဘာလုပ်လို့ရပါလဲဆိုတော့ဒါဖွင့်လို့ရပါပြီပေါ့နော်။ဆိုတော့ကျွန်တော်တို့ အာ one strong လို့ရေးလိုက်အောင်ပါပဲ sg1 one strong ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမှာဒီတန်းသုံးလို့ရပြီပေါ့နော်ဆိုတော့သူကတခါလေကျွန်တော်တို့ကိုဒါ install the sweater beta ဖြစ်တဲ့အတွက်အာကျွန်တော်အများကြီးဒါအဆင်ပြေပါနော် Okay နောက်တမကျွန်တော်တို့ဒါ confirm လုပ်မယ် continue လုပ်မှာပေါ့နော် Okay ဆိုတော့ဒီမှာ setting တွေကကျွန်တော်တို့ကဒီမှာ DM မှာကျတော့ကျွန်တော်ကဒါ install ဆွဲထားတာမရှိဘူးပေါ့နော် ကျွန်တော် Windows ဘက်မှာကြာ install ဆွဲထားပြီးသားကို uninstall လုပ်ပြီးတော့ install လုပ်တာဒီမှာကကြာကျွန်တော် install ဆွဲထားတာမရှိဘူးအဲ့တော့ကျွန်တော်ကဒီ IntelliJ IDEA ဘက်ကဒီ setting တွေကိုကျွန်တော် copy ကိုထည့်မလားပေါ့နော်ဆိုတော့ကျွန်တော်ထည့်မယ်လို့ယူပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒါ import setting ဆိုပြီးဒါထည့်ပေးလိုက်ပါမယ်နော်ဆိုတော့ဒါဆိုသူကအာဟိုဘက်ချမ်းမှာရှိနေတဲ့ဒီဒီ interface ရဲ့ setting တွေကိုဒီဘက်မှာသူ copy ကိုပြီးတော့ဒါထည့်ပေးတော့ပါလိမ့်နော် okay ဆိုတော့ channel ကြီးကတော့အကုန်အတူတူပါပဲနော်ဆိုတော့ဒါအရှိမှကျွန်တော်ပြခဲ့တဲ့အတိုင်း project ဆောက်တာတွေပါအတူတူပါနော်မှ new project အာဒီမှာကျွန်တော်ပြန်ပြီးတော့ဒါပြန်ဆောက်လိုက်ပါနော် CS အာ100 days challenge session ပါနော် okay so ကျွန်တော်ဒီနောက်မှာဘယ်လိုလုပ်မလဲဆိုတော့ဒီ session လေးကိုကျွန်တော်ကတခါတည်းအာကျွန်တော် web ထဲကိုတခါတည်းထည့်မှာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အာဒီမှာ land job 400 land job တခါကြီးပါပေါ့နော် 400land job ကကျွန်တော်တို့ဒီမှာ desktop အောက်မှာရှိနေတဲ့ကျွန်တော် CS Android challenge ကိုကျွန်တော်တို့ uh, CS Android challenge ကိုတစ်ခါရွေးမယ်ပြီးအဲ့ challenge ရဲ့အောက်မှာမှာကျွန်တော်တို့ဘာထပ်လုပ်မှာလဲဆိုတော့ကျွန်တော်တို့က CS Android sorry ကျွန်တော်တို့ CS Android DCHA လာလည်ရဲ့ challenge အဲကျွန်တော်တို့ဒီမှာ HTML CSS SCCTI1 ပေါ့နော်ဒီလိုလေးတေချာလေးတစ်ခါပြေးခဲ့မယ်ပြေးခဲ့ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ တတိယမှာ generate a playground project who onboarding test ပေါ့နော်ထားပါတယ်ဒီကောင်ကြီးကျွန်တော်တို့ off ခဲ့လိုက်ပါမယ်နော်ဆိုတော့ကျွန်တော်တို့ကဒါမလိုချင်ဘူးဖြစ်တဲ့အတွက်ပေါ့နော် okay တတိယမှာကျွန်တော်တို့ javascript file တွေပေးပါသေးမယ် sorry ဒီနောက်မှာကျွန်တော်တခုမှားသွားတယ်ပေါ့နော်ဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် copy ကူးခဲ့ပါမယ် control c ဆိုတော့ဒီမှာ md project ပဲယူပါမယ်နော်ဆိုတော့ဒီ md project မှာကျွန်တော်ဒီခုနကောင်လေးကိုပြန်ပြီးတော့ paste လုပ်မယ်ပြီးရင်ကျွန်တော်တို့ create လုပ်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါ project တခုရပြီပေါ့နော် โอเคဒါဆိုရင်တော့ကျွန်တော်ဒီချက်မှာဒါရေးလို့ရပြီเนาะဆိုတော့ तू อ่ะဒီမှာ external library ပိုင်းလဲဘာမှရှိမှာမဟုတ်ဘူးကျွန်တော် java မှာရောကတော့ကျွန်တော်ဒီ external library မှာကျွန်တော် install ဆွဲခဲ့တဲ့ဒီ java version တွေပိုင်းရပေါ်နေလိမ့်မယ်ဒီမှာတော့ကျွန်တော်တို့ဒါဘာမှရှိမှာမဟုတ်ပါဘူးเนาะဆိုတော့โอเคဆိုဒီမှာတော့ဒါ तू อ่ะဒါ AI တွေပိုင်း3ပါဗာညာပေါ့เนาะ installing မှာပါလေဒီ AI နာမည်ဒီပေါ့เนาะဒါတွေကို तू ဒါမှာ ဟိုဟာ setting လုပ်နေရပါတော့ဆိုတော့ဒါကျွန်တော်တို့เนี่ยတော့ sign တော့မဆိုင်ပါဘူးဒါပေမဲ့လို့သူပြထားတဲ့အတိုင်းလေးကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့အာဒါချိန်ပေးထားလိုက်ပါတော့โอเคตัวဒီမှာ try ရပြပေးထားရဒါတွေကကျွန်တော်တို့ဒါဘာလုပ်တာလဲဆိုတော့ဒါ AI နဲ့ဒါချိတ်ဆက်ပြီးတော့သုံးဖို့ပေါ့နော်ဆိုတော့ထားပါတော့ဒါဒါတွေကကျွန်တော်မသုံးလဲရအောင်နော်အရင်မကြည့်ဘူးဆိုတော့အဓိကကျွန်တော်ဒီမှာကိုယ်တိုင်ရေးတက်ဖို့ပဲအဓိကပေါ့နော်ဆိုတော့ AI နဲ့ကိုယ်ရေးခြင်းလဲဆိုရင်ကျွန်တော်တို့ကအာနောက်တော့မှကျွန်တော်ဒီ project အကြီးကြီးရေးတဲ့အခါကျတော့မှပဲလုပ်ပါပေါ့နော်အခုလောဆရာတော့မလုပ်ပါဘူးနော်โอเคပြီဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာ အာကျွန်တော်ဒီ linux မှာလည်းကျွန်တော် installation လုပ်ပြခဲ့တယ်ကျွန်တော် windows မှာလည်းကျွန်တော်ဒါ installation လုပ်ပြခဲ့တယ်ဗောနော် okay mac မှာ installation လုပ်တဲ့သူတွေကဒါအရန်လွယ်တယ်ကျွန်တော် software လေး down ပြီးတော့ကျွန်တော်တို့ကအာ drag and drop လုပ်ပြီးတော့ဟို application တွေကိုဆွဲထည့်လိုက်ရုံပဲဆိုတော့ဒါ mac သမားရတာအရန်လွယ်ပါတယ်နော် okay ဆိုတော့ဒီသင်ခန်းစာလောက်ပါပဲနော်